ရတဲ့ချအောင်မယ်မင်္ဂလာပါရှင်မန္တလေးခေတ္တမှာပြန်လဲကျဆူလာနေပါရှင်ကျမတို့ channel တွေကနေနေစဉ်ပြည်တွင်းပြပန်းတွေများကျောင်းရည်တွေများနဲ့နောက်ဆွေတွေတွေများကိုအချင်းနဲ့တပင်းကြီးစားတက်တက်ဆက်ပြီးတော့မှဖြစ်ပါရှင်ရခုပရမောက်ဆိုတာစားတက်တက်ဆက်ပြီးမဲ့တင်ကြောင်းလေးကတော့တနိုင်ရလုံးတွင်ခြောင်းတောင်းချီအင်အားဖြင့်အထွေထွေထုစစ်ကြီးတရဲ့ဆင်းရွှေ၍စစ်အာဏာသိမ်းမှုအဆုံးတက်ပြန်အင်ဂျီကကွေယွန်ဝန်ကြီးကအသိပေးကြေညာလိုက်ပြီးဆိုတဲ့တဲ့မှာဖြစ်ပါရှင် တနိုင်ငံလုံးတွင်ထောင်တောင်းချီအင်အားဖြင့်အထွေထွေထူးဆစ်ကြီးတရဲ့ဆင်နွဲ၍စစ်အာဏာသိမ်းမှုအဆုံးသတ်ပေးရန်အမျိုးတိုင်းရင်းညွှန်ရေးအစိုးရ NUG ကကွေးရုံးဝန်ကြီးဦးရီမော်ကအတည်ပြုပြောကြားကြေညာလိုက်ပြီးဖြစ်ပါရယ်။မတ်စလာရှီယန်နီကကျင်းပပြုလုပ်ခဲ့တဲ့တက်မှုတင်တဲ့အပတ်စဉ်တင့်မြင့်စာ2024တင်တဲ့ဆင်ပွဲသို့ပေးပို့ခဲ့တဲ့တော်ဝန်တော်တွင်၎င်းကချက်ချင်းပြောကြားခဲ့ခြင်းဖြစ်ပါရယ်။ မြို့သိတိုက်ပွဲတွေ့ကြုံများရယူခဲ့ပြီးဖြစ်တဲ့ပြင် PDF ပကဖနဲ့မဟာမိတ်တော်လိုင်းရဲ့အဖွဲ့များအားလုံးလက်တွဲကစစ်မျက်နှာအလိုက်ချောင်းတောင်းချီပြီးတော့အင်အားဖြင့်အထွေထွေထုစစ်ကြီးဆင်နွှဲ၍စစ်အာဏာသိမ်းမှုအဆုံးတက်ကြရတော့မည်ဟုကာကွယ်ရေးဝန်ကြီးဦးရီမော်ကပြောကြားခဲ့ကြောင်းသိရှိရပါသည် ဂျော်လန်ရဲ့အစောပိုင်းကာလမှာတစ်ဖက်ကတက်တင်ဆောင်ရင်တစ်ဖက်ကကျန်နိုင်ငံလုံးအတိုင်းကံနဲ့ဆင်းရဲလှုပ်ရှားနိုင်အောင်ပထမအဆင့်ကြိုးပမ်းခင်ကြရပါတယ်။ဒုတိယအဆင့်လေးဖြင့်ဒူအင်အားစုစည်းမှုမဟာဗျူဟာထိုးစစ်စီရင် မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွင်ဆင်းရဲတဲ့အတွေ့အကြုံရဲဘော်တို့ရယူနိုင်ခဲ့ပြီဖြစ်ပါရယ်။ဒါဆိုရင်တော့တတိယအဆင့်ကဘာဖြစ်မလဲ ပြည်ရဲ့ပကဖားနဲ့မဟာမိတ်တော်လိုင်းရဲ့အဖွဲ့တွေအားလုံးလက်တွဲပါဝင်ပြီးစစ်မျက်နှာအလိုက်ထောင်တောင်းချီးအင်းအားနဲ့အထွေထွေထိုးစစ်ကြီးတရက်ကိုတနိုင်ရလို့အတိုင်းအတာနဲ့ဆင်းရဲချဖို့ဖြစ်လိမ့်မယ်။ဒီထိုးစစ်ကြီးကစစ်အနာသိမ်းမှုကိုအဆုံးသတ်ပေးလိမ့်မယ်လို့ငါတို့ယုံကြည်ပါတယ်။အဆုံးသတ်တဲ့နေ့မှာတော့ဆိုးရုပ်မှုတွေမှန်တမျှအကျရှုံးပြီးကောင်းမြတ်ခြင်းအမှန်တရားကအောင်ပွဲခံရမှာဖြစ်ပါရယ်။ပြည်သူတော်လိုင်းရဲ့မုတ်ချအောင်ရမည်ဟု Energy ကဝေဝံကြီးဥယျာဉ်မကပြောကြားခဲ့လည်းဖြစ်ပါရယ်။ PDF ပကပရဲဘော်များ COC နဲ့ရက်နဲ့တိုက်စွန်ရင်အကောင့်တီရဲဘော်များဖြစ်ရေကိုဆင်းဆက်မပြတ်ဖော်ဆောင်ခဲ့ကြောင်းတမရောထူထောင်ရတွင်နှက်နှက်ကန်အင်အားစုအလုံးအလန်းတော်တစ်ခုဒီအောင်မှဆွေးနော်ဆွတ်စီပြီးတော့ပီတုတော်လာရေးတရက်ဆင်နွေးရတဲ့စနစ်ပြောင်းရေးဥတည်ရဲ့တော်လာရေးဖြစ်တဲ့အတွက်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးစနစ်နဲ့ညော်ညီတဲ့ဖက်ဒရယ်ပြည်တော်စုတက်မတော်တည်ထောင်တဲ့အခါမှာရှစ်ပြေးအမြူတီဖြစ်စဉ်ရန်ရည်ရထားကြောင်း၎င်းပြောဆိုထားဖြစ်ပါတယ်။ PDF ပကပရဲဘော်ရီ COC နဲ့ရနဲ့တိုက်စွန်းရင်အကောင်တဲ့ရဲဘော်ရီဖြစ်ရေးဟာငါတို့ရဲ့စစ်စစ်မပြတ်ဖော်ဆောင်ရမယ့်လုပ်ငန်းတာဝန်ဖြစ်ပါရယ်အခုဆိုရင်တော့ရဲဘော်တို့ဟာဒီတာဝန်တကိုထမ်းဆောင်ဖို့အဆင့်တင့်ဖြစ်နေကြပြီလို့အနားလဲပါရယ်တပ်မတို့ရဲ့ဦးဆောင်မှု ကိုကျိုးစွန်းအနေနာခံမှုနဲ့တပ်ကိုကောင်းတဲ့ထက်ကောင်းအောင်မာရထက်မအောင်တိစောက်ကြမှာဖြစ်ပါရယ်ဟိုအီးမော်ကဆက်လက်ပြောဆိုထားဖြစ်ပါရယ်ရှင်နေဒီတော်လိုင်းရဲ့အချင်းကြီး အရရကိုကြည်ပါကတော်လည်းရအောင်မြင်ရတဲ့တော်လည်းရအောင်မြင်တဲ့အခါတွင်ပြည်သူများမျှော်မှန်းထားတဲ့ Federal Democracy ပြည်ထောင်စုထူထောင်နိုင်ရန် PDF တမတော်ရင်တာဝန်ရှိကြောင်းအတည်ပြုထားဖြစ်ပါရယ်ဒီကနေ့ဆိုရင်တော့ပြည်သူ့ကာကွယ်ရေးတမတော်ရဲ့တက်တန်းဟာလေးနှစ်ပြည့်ဖို့လှပိုင်းတာလိုပါတော့ရယ်ဒီချိန်မှာ PDF တမတော်ကိုဦးဆောင်ပြီးအဆက်ဆက်သောတော်လည်းရတာဝန်တွေကိုထမ်းဆောင်မဲ့တက်မှုကောင်းရင်ငါတို့တမတော်တွေမှာပေါ်ချက်ခဲ့ပြီးဖြစ်တယ်လို့ယုံကြည်ပါရယ် တက်မှုကောင်းမှတက်ကောင်းပဲဆိုတဲ့ဆိုယူစကားလည်းရှိပါတယ်။တက်မလို့တရင်တိဆောင်ရမှာတက်မှုရဲ့အခက်အခဲကဘလောက်ကြီးမှတလဲဆိုတာတော့အထူးပြောဖို့လိုမယ်လို့မဟုတ်ပါဘူးလို့၎င်းကမေခွန်နဲ့ချက်တွင်ပြောဆိုထားခဲ့လည်းဖြစ်ပါတယ်။အစောပိုင်းတက်မှုတရအပစင်တစ်ကို MSN စစ်တပ်တွင်ဖွင့်လှစ်ခဲ့ပြီ တင်းနှံကာလ3လကြာညစ်ခဲ့တာတင်းနှံအောင်မြင်ရေးအတွက် KIA တမတင်းနှံဆရာအရာရှိများနဲ့ PDF စီရင်ချုံမှတာဝန်ရှိသူများကပို့ချခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးတော့ရေးပြပေါ်ရင်းလူငယ်များကိုစစ်မှုထမ်းခိုင်းရန်ဖမ်းဆီးမိပြီးရှင်းလင်းခံရတဲ့အောင်တုခရက်ွယ်နယ်ထရေမြို့တူထံနဲ့တန်ဖိုးသိန်း900နီးပါးရှိတဲ့ပစ္စည်းများသိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ မောင်ပြင်းရဲ့ရင်းမြို့ပေါ်ရင်လူငယ်များကိုစစ်မှုထမ်းဆူဆောင်ခြင်းများလုံဆောင်နေတဲ့နေထိန်ရဲမျိုးသူကိုရေဘလူးအဖွဲ့ကပြစ်ခတ်ရှင်းနေခဲ့စဉ်မျိုးတူချက်ကနေတိန်900နီးပါးရှိတဲ့တန်ဖိုးရှိတဲ့ပြည်စီများတိန်စီရရှိခဲ့ကြောင်းရေဘလူးအဖွဲ့ကဆောင်ကရန်ကုန်ခေတ္တတဲ့ဌာနထံသို့ပြောဆိုထားဖြစ်ပါရယ် မစ္စတာကိုရဲ့နေ့ည9:00နာရီခန့်အချိန်မှာရေပြုတ်ပေါ်ရှင်အောင်တုခရက်ွယ်နိုင်ဘီယာတောက်နေတဲ့အောင်တုခအနေထင်းရဲမှုမျိုးသူကိုရေဘလူးအဖွဲ့မှတောင်းရင်ရေပေါ်များကပြစ်ခတ်ရှင်နေခဲ့ခြင်းဖြစ်ပြီးမျိုးသူခြံကနေရွှေချဲကျိုးငါမူတာတန်ဖိုးကြီးတဲ့ Vivo V40 ဖုန်းတလုံးနဲ့ Vivo Phone အမျိုးအစားနောက်တလုံး KBZ ဘန်စာအုပ်တအုပ်ရှိတဲ့ငွေကျပ်တင်တရားငွေသား၄သိန်းချက်နဲ့တင်စီရမိခဲ့ကြောင်း အဆိုပါပြစ်စင်များမှာပြည်သူများထံမှနှယ်ထင်ရကအနိုင်ကျင့်ထားတဲ့ပြစ်စင်များဖြစ်ကြောင်းသိရှိရပါတယ်။သူကလောင်ကစားဝိုင်းတွေထောင်းပါတယ်မူရစ်စီတွေပြန်ဖြန့်တယ်ပြည်သူတွေကိုမတရားဖန်တယ်အမှုလိုက်ပေးမယ်ဆိုပြီးငွေရှာတယ်ဟုရေးဘလူးအဖွဲ့ကောင်ဆောင်ကရှန်ကုတ်ခေတ္တတဲ့ဌာနထံသို့ပြောဆိုထားဖြစ်ပါတယ်တည်ဆုံသွားခဲ့တဲ့နယ်ထဲရေမှုမျိုးသူဟာရေးမျိုးပေါ်ရှိလူငယ်များကိုပေါ်ရဆွဲဖန်းစီရန်၌ဦးဆောင်ပါဝင်နေတဲ့သူဖြစ်ပြီး ်မိသူများကိုနှီးမျိုးစုံဖြင့်ဖိနှိပ်နေခြင်းကြောင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်ဆက်လက်ပြီးတော့စစ်တွင်မြို့နယ်ရွှေမင်းကန်ရေတပ်အနီး AA နဲ့စစ်ကောင်စစ်တပ်အကြမ်းမှာတိုက်ပွဲများဖြစ်ပေါ်နေပြီးစစ်တွင်မြို့အနီးတို့တိုက်ပွဲများဦးတည်လာနေပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ အရိုက်ထက်တော်အေရဲ့စစ်တွေမျိုးတင်တဲ့ဘွယ်မှာရွှေမင်းကန်စကောင်စီအထိုင်းချထားတဲ့ရေးသက်စကန်နဲ့သုံးဆောင်ရအနီတို့ရောက်ရှိလာပြီးနှစ်ဖက်တိုက်ပွဲများဖြစ်ပေါ်နေကြောင်းဒေတာခန်များကပြောဆိုထားဖြစ်ပါရယ်စစ်တွေမျိုးနဲ့ဝါဘိုးကြီးရွာနဲ့ကင်းမော်ကြီးရွာအနီတို့ဝိုင်းတွင်ဖြစ်ပေါ်နေခဲ့တဲ့စစ်ကောင်စီနဲ့အေအေတို့အတိုက်ပွဲတွေမှာတဖြည်းဖြည်းစစ်တွေမျိုးအနီတို့ရောက်ရှိလာနေကြောင်းစစ်တွေဒေတာခန်တို့ကပြောဆိုထားဖြစ်ပါရယ် စစ်တွေတိုက်ပွဲကမနေ့ရအကြံရတလို့တော့တုံးဆောင်ရွာရွှေမင်းကန်ရေတပ်စခန်းအနီးတို့ရောက်နေပြီလို့ကြားရပါတယ်။ဝါဘူအနီးကစကောင်စစ်တပ်တွေဟာနောက်ဆုတ်လာပြီးတော့အခုတုံးဆောင်ရွာဘက်ကတိုက်ပွဲတွေပြင်းထန်နေပါတယ်။ဗျိုင်းပြည်ရွာဘက်ကလည်းစစ်ကောင်စစ်တပ်တွေဆုတ်လာတယ်လို့သိရတယ်ဟုပြောဆိုထားဖြစ်ပါတယ်။ရွှေမင်းကန်ရေတပ်စခန်းနေရှိတုံးဆောင်ရွာဇောမတက်ရွာနဲ့ချောင်းရွယ်ကြီးရွာအနီးတို့ရင်တိုက်ပွဲဖြစ်ပွားနေကြတယ်ဟုသိရှိရပါတယ်။ ရွှေမင်းငယ်ရေတပ်စခန်းရိုင်းပြည်ရွာနဲ့ကြေးသောရွာဖက်တွေမှာစကောင်းစီကတပ်စခန်းတွေအခိုင်အမာကိုတိစောက်ထားတာရွှေမင်းငယ်ရေတပ်စခန်းကိုနေပြည်တော်အများကြီးနဲ့ထိုင်ထားတာတိုက်ပွဲကဒီထက်ပိုပြင်းထန်လာဖို့ရှိပါတယ်ကျွန်တော်တို့တောင်ရန်ကုန်ဖက်ကိုရွေ့ရမလားစဉ်းစားနေတာလေရင်ခအစည်းကြီးလို့ခဏစောက်ကြည့်နေတာလေရင်ခကကြဆယ်တင်ကြော်တော့ရှိနေတယ်ဟုအော်တပင်ရွာသားတို့ကပြောဆိုထားဖြစ်ပါတယ် ပြန်ပြေရွာနဲ့အိုတပင်ရွာကြားတွင်စကောက်စစ်တပ်ဖွဲ့များအင်အားအများပြားတိုးချထားကြောင်းနဲ့ရွှေမင်းတန်းရေတပ်စခန်းကိုလည်းနေပြည်များဖြစ်စီထားကြောင်းသိရှိရပါတယ်။စကောက်စစ်တပ်ဖွဲ့များဟာစစ်တွေမျိုးအနေကတိုက်ပွဲကိုအကြောင်းပြုပြီးတော့ပုံနာကျွန်းပေါက်တွန်းနဲ့ရတိတော်ဒေသများသို့လက်နက်ကြီးပစ်ခတ်ခြင်း၄ချောင်းပြပုံချက်ခြင်းများကိုပြုလုပ်နေကြောင်းသိရှိရပါတယ်။ စစ်တွေမျိုးတွေစစ်ဘေးသစ်ဒုက္ခသည်8000ကျော်အပေါင်းဝင်ပြည်သူများတောင်းချီပေးမိနေကြပြီးငွေကြေးတနိုင်သူများကရန်ကုန်ဘက်ကိုရွှေ့ပြောင်းနေခဲ့ကြပြီလို့သိရှိရပါတယ်။စစ်တွေနဲ့ကြောက်ဖြူမှာဒေသခံပြည်သူများအနေဖြင့်လွတ်မြောက်နေမည်သို့ရွှေ့ပြောင်းနေထိုင်ကြရန်အာရခတ်တတော်ရေကပြည်ခဲ့တဲ့2020ခုနှစ်အတွင်းမှာထုတ်ပြန်အသိပေးကြေညာထားတဲ့ဖြစ်ပါတယ်။ စစ်ကောင်စစ်တပ်ဖွဲ့ဝင်များဆိုလို့ရှိရင်စစ်တွေမြို့နေကတိုက်ပွဲတွေကိုအကြောင်းပြုပြီးတော့ပုံနာကျွန်းပေါက်တော်နဲ့ရတိတောင်ဒေသများတို့လက်နက်ကြီးပစ်ခတ်ခြင်းလေးချောင်းပစ်ခတ်ခြင်းဘုံကျဲချခြင်းများကို ပြုလုပ်နေကြောင်းသိရှိရပါတယ်။အကြောင်းအတင်ဆက်ပေးမကုန်ကျွန်မပဲကတနာကိုပြုပါရှင်။နောက်ထပ်ပြည်တွင်ပြပါတဲ့များကြော်လန်ရေးတရင်များနဲ့အနောက်ဆုံးရတရင်များနဲ့အတူပြန်လာပါမယ်။ပရိသတ်များလုံးပဲရှင်ရန်ရှင်ပြကြပါစေရှင်။